မင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်နဲ့ရှမ်းတောင်နယ်စပ်မှာရှိတဲ့လွိုင်လင်လေးမြို့ရင်းမှာရှိတဲ့စစ်စခန်းများအပါအဝင်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ကင်းစခန်းများကိုဝင်ရောက်တိုက်ခတ်ရာစစ်သားအယောက်30ကျော်သေဆုံးပြီးစစ်တပ်က drone လက်နက်ကြီးများနဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ9ရက်နေ့ကနေစပြီးတော့ကရင်ပြည်ရှမ်းတောင်နယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ် ်များတပ်ဆွဲစခန်းချထားတဲ့ရိုင်လင်လေးမြို့တွင်းမှာရှိတဲ့ကာကင်စခန်းများကြောင်းကုန်းကုန်းစော့အောင်ပလာ ကယန်းလေးတာဝါတိုင်းဂုံစတဲ့နေရာများမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအားတော်လိုင်းတပ်ပေါင်းစုံကဝင်းရောက်တိုက်ခိုက်ခဲ့ရာစက်တမလာ၈ရက်နေ့အထိကို၄ရက်ကြာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲ၄ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်တေဆုံးက၃ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်အကြီးငယ်အစုံ24လက်ကိုတော်လိုင်းတပ်ပေါင်းစုကသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲများအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်မှုများခဲ့တဲ့အတွက်လေကြောင်းနဲ့ပစ်ကူပေးပြီးတိုက်ခိုက်ခဲ့တဲ့အပြင် drone များလက်နက်ကြီး များနဲ့လည်းတောက်လျှောက်အုံပြုပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ဘဲအရက်သားပြည်သူများနေထိုင်ရာလွိုင်းလင်းလေးမျို ရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်ပေါ်ကိုစစ်ကောင်စီဘက်က drone နဲ့ဘုံကျဲချင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ချင်းတို့ကိုလှုပ်ဆောင်ခဲ့ရာဒေသနေအရက်သားအမျိုးသမီးတအူအမျိုးသား၃ဦးသေဆုံးခဲ့ရပြီးတော့၅ဦးကထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်ကာလအထိကိုလွိုက်ကောလွိုက်လေလေးစီးဆိုင်လမ်းမကြီးအနီးမှာလည်းတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်ဖွဲ့များကြားမှာဂျိုကြားဂျိုကြားထိတွေ့တိုက်ပွဲများရှိနေခြင်းကြောင့်ဒေသခံများနဲ့အတူအများပြည်သူများအနေနဲ့ စီရဲတရီကြီးစွာနဲ့တွာလာနေထိုင်ကြပါရန် KNDF ဘဟုကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့မုံရွာနာမခကို short type rocket များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေး9កောင်တိတ်ဆုံးပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးတွေဟာလည်းစစ်စဲရုံမှာထပ်မံတိတ်ဆုံးကတပ်တွင်းထဲမှာရှိတဲ့အဆောက်အဦအများပြားထိမှန်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ17ရက်နေ့ည9:00နာရီခွဲကအချိန်ကစကိုင်းတိုင်းမုံရွာမြို့နယ်အခြေဆိုင်စစ်ရှုံးကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကို မုံရွာမှာပြန်ဆုံမဲ့စစ်စင်ရေးအဖြစ်နဲ့ Children Rocket Brothers CRB နဲ့ရင်းမာပင်ခိုင်အမှတ်တဲတိုင်ရင်တို့ပူးပေါင်းပြီးတော့တရခွန်မမ short type rocket တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တပ်တွင်းဖရဲသည်ရဲ့ပြန်လည်သတင်းပေးပို့ချက်အရ၎င်းတိုက်ခိုက်မှုကြောင့်စစ်တိုင်းရုံဝင်အတွင်းမှာရှိတဲ့စစ်သည်ရိတ်တာဆောင်ကိုနှလုံးထိမှန်ကစစ်ခွင်း၅កောင်တိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့တယ်လို့သိရပါတယ်။အရာခံအချက်ကြီးရိတ်တာလူပြိုဆောင်ဆက်နက်ခန်းတွဲအနီးမှာတလုံးရိတ်ခါဖြန့်ဝေဌာနမှာတလုံးရဟရင်ကွေးတက်ကိုတလုံးထိမှန်က ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါဗါးမဆာယခွနဲ့စစ်မြေပြင်စေတက်ရင်းကိုနှလုံးထိမှန်ပြီးတော့ထိခိုက်မှုများရှိခဲ့ပြီးထပယကိုနဲ့ကိုထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရင်းကိုနှလုံးထိမှန်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗါးအဆာယဆက်နဲ့အစစ်မြေဆက်သွယ်ရေးတပ်ရင်းကိုနှလုံးထိမှန်ပြီးတော့လဆာယ6လျှက်စစ်နဲ့စက်မှုအင်ဂျင်နီယာတပ်ရင်းကိုတလုံးထိမှန်ကတထခွဲခွန်6ခွန်တပ်ထင်းကိုနှလုံးထိမှန်ခဲ့တယ်လို့သိရပါဗါးဆာယဖနာခါကိုနှလုံး တိုင်းအားကစားခွင်းကိုတလုံးတွဲကားများထိမှန်မှုရှိခဲ့ပြီးတော့နမခတက်နယ်အရှိရေအိုးစဉ်ကာကင်းဂိတ်စခန်းကိုလည်းတလုံးထိမှန်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတက်နယ်တွင်းကတံပြားကကားတွေနဲ့တိုပြက်ကြိုကန်းမီးလောင်တန်းရရတဲ့တေဂါနီစစ်ခွေးများကိုလင်းမြင်းဆောင်300ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ12ရက်နေ့မှာတော့နမခအတွင်းမှာအရာရှိနာရေးများရှိခဲ့ကြောင်းတက်တွင်းဖရဲသည့်ကပြောပါတယ်။စက်တင်ဘာလ13ရက်နေ့မှာတော့ လေးမြင်းဆောင်300ဆစ်ဆေးယုံကိုနမခတိုင်းမူတန်းထိုင်တဲ့အဖွဲ့တွားရောက်ကြိရှုဆစ်ဆေးခဲ့တယ်လို့သိရပါတယ်စက်တမလာ14ရက်နေ့မှာတော့လေးမြင်းဆောင်300ဆစ်ဆေးယုံပေါ်မှာထပရ96ကစစ်ခွေးတချို့ဆေးယုံတက်နေရင်းနဲ့ထပ်မံတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုချင်းတွင်း rocket ညီနောင်ချင်းတွင်း rocket brothers CRB နဲ့အတူရင်းမာပင် KI တိုက်ရင်းတက်ချိုးမိုင်းမိုင်းကနေချင်းတွင်း brothers မုံရမြို့နယ်တိုက်နယ်ငါစတဲ့မဟာမိတ်အဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်ဆယ်တော်ကြီးရေလောင်တမန်ဟာရေပြည့်အမှတ်ကိုရောက်ဖို့အတွက် ပေ30ကျော်လိုအပ်နေသေးပြီးတော့ဆယ်တော်ကြီးတမန်ကြောင့်ဘေးအတင်ရဖြစ်မှာကိုမစိုးရင်ကြဖို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးမန္တလေး PDF စေဦးစီးအဖွဲ့ကထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆယ်တော်ကြီးရေလောင်တမန်အပါအဝင်မရိယာနယ်အရှိချမ်းဒေသကိုပြီးခဲ့တဲ့ဇွန်လလဆန်းကစပြီးတော့မန္တလေး PDF ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်တယ်လို့သိရပါဗျ။မရိယာမြို့နယ်ဆယ်တော်ကြီးရေလောင်တမန်ရဲ့ကံရည်ပြည့်တဲ့အမှတ်ဟာ420ပေဖြစ်ပြီးတော့ပုံမှန်ရေထိန်းအမှတ်ကို415ပေနဲ့ ထိမ့်သိမ်းလဲပတ်လျက်ရှိတယ်လို့သိရပါဗျ။စက်တန်ဘာလ15ရက်နေ့တိုင်းထွာချက်အရာဆယ်တော်ကြီးရေလောင်တမန်ရဲ့လက်ရှိကံရည်ပြင်အမှတ်ဟာ385ပြီဖြစ်ပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့ဆယ်တော်ကြီးရေလောင်တမန်နဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုများမဖြစ်ပေါ်စေရန်နဲ့မိမိတို့ရဲ့ပြည်သူကာကွယ်တပ်မတော်မန္တလေးအနေနဲ့ပြည်သူများဘေးအန္တရာယ်မဖြစ်စေရန်စနစ်တကျနဲ့စောင့်ကြည့်လေပတ်လျက်ရှိကြောင်းလေးစားစွာအတိပေးထုတ်ပြန်အပ်ပါတယ်လို့မန္တလေး PDF ကဖော်ပြထားပါတယ်။ဆယ်တော်ကြီးရေလောင်တမန်ကရေတွေဟာ မန္တလေးမြို့ကျုံးတဲ့အထိကိုစီးဝင်ပြီးတော့မြို့ကန်တွေကတောက်သုံးရည်အဖြစ်နဲ့သုံးဆွဲနေတာလည်းဖြစ်ပါတယ်လက်ရှိမှာမိုးရွာသွန်းမှုများပြားလို့မန္တလေးတိုင်းရမဲသိန်းမိထီလာနဲ့ကြောက်ဆယ်ခရိုင်တွေကဆယ်ကန်နဲ့တာတမန်တွေကျိုးပေါက်ကဒေသခံပြည်သူတွေရေကြီးနှင်းမြုံမှုဒဏ်တွေကိုခံနေရပြီးတော့လူသေးဆုံးတာအိုးအိမ်ပျက်စီးတာကျွေးနွားပြိဿံတွေသေဆုံးတာနဲ့စိုက်ပျိုးသီးနှံပျက်စီးတာတွေကိုကြုံနေရတယ်လို့သိရပါတယ်ဝမ်းတွဲနယ်ကစမုံဆဲစက်တမလာ17ရက်နေ့ညပိုင်းကကျိုးပေါက်ခဲ့တယ်လို့ပန်းလောင်မြစ်ပေါ်မှာတိဆောက်ထားတယ် ်ကင်းသားဆယ်ကလည်းဆယ်ရည်ပြည့်လို့စက်တဘာလ17ရက်နေ့ကတည်းကရေထိန်တရားတွေကနေပြီးတော့ရေတွေကိုထုတ်လွှတ်နေတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဆယ်ချိုးတာဆယ်ရည်လွတ်တာတွေကိုစစ်ကောင်စီအုပ်စုကပြည်သူတွေကိုအတိပေးကြောင်ညာမှု မရှိတာကြောင့်ဆယ်အောက်ဘက်ကမျိုးတွေရွာတွေကြိုတင်ပြင်ဆင်ခြင်းမရဘဲနဲ့ရေပြီးဒုက္ခတွေပုံမကြုံတွေ့နေရတာဖြစ်တယ်လို့ဝမ်ဝင်းနဲ့မြစ်သားနယ်ကဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ပြတ်သက်ကြီးရွာဖះကြီးကျောင်းကိုအချမ်းဘတ်စစ်တပ်ကလေကျောင်းကနေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဇေဒီတော်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ15ရက်နေ့မနက်အစောပိုင်းစက်နန်နာရီ30မိနစ်ခန့်မှာအချမ်းဘတ်စစ်တပ်ကတောင်တာမြို့နယ်ပြတ်သက်ကြီးရွာဖះကြီးကျောင်းကိုအချမ်းဘတ်စစ်တပ်ကလေကျောင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဇေဒီတော်များပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ပြည်သူတွေထိခိုက်မှုတော့မရှိပါဘူး။ဖျားချောင်းဝင်းတဲ့ကိုလေချောင်းကနေပြီးတော့ဘုံကျဲသွားတာပါ။ဇေဒီတော်တွေတော့ပျက်စီးသွားတယ်။ယနေ့အချိန်ကတော့တိုက်ပြည်မှာတဘာဝကပ်ပြီးပေါ့။ ရေပြေးတွေကလည်းဒီလောက်ကြီးမားနေတာတောင်မှအပြစ်မဲ့တဲ့ပြည်သူတွေကိုအညိုးတကြီးနဲ့ရရဆက်ဆက်လေရင်နဲ့ပြစ်ခတ်တာကတော့စစ်ကောင်းဆောင်ရဲ့နောက်လိုက်တွေအလုံးလူစိတ်ပြောင်းနေတဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေပြီလို့ပြောကြင်ပါတယ်လို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ကဩဂတ်လ17ရက်နေ့ကစပြီးတော့ယနေ့အချိန်ထိကိုတောင်တာမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု9ချိန်ပြုလုပ်ခဲ့ပြီးတော့ဖုန်ကြီးကြောင်များကိုလည်း၄ချိန်ဥတီပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဩဂတ်စ်လ17ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုမှာပြတ်တက်ကြီးွာကမ်းမရံဖုန်ကြီးကျောင်းကိုတိုက်ခိုက်ခဲ့ပြီးတော့ကျောင်းဆောင်3ဆောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ23ရက်နေ့မှာတော့မကြီးကုန်းွာဖုန်ကြီးကျောင်းကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးတော့ခေါင်းမုံများပွတ်ထွက်ကုန်တယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ်လ26ရက်နေ့ကလည်းကျွဲတလင်းွာဖုန်ကြီးကျောင်းကိုလည်းလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီးတော့ကျောင်းဆောင်3ဆောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့အနောက်ရပ်ကွက်မှာရှိတဲ့ပြည်သူပိုင်နေအိမ်၁၁လုံးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၁၂ရက်နေ့ညပိုင်းနဲ့၁၃ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကမင်းတပ်မြို့အနောက်ရပ်ကွက်လှေကောင်းလမ်းခွဲမှာရှိတဲ့လူနေအိမ်၅လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများမိရှုဖျက်ဆီးခဲ့တဲ့လှေကောင်းလမ်းခွဲကနေအိမ်များဟာမင်းတပ်မြို့ပေါ်မှာရှိတဲ့ခလာရ၂ခွန်၄တိုင်ရင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်နေထိုင်ကင်းစ ဆောင်ရင်းနဲ့မူးယူတောက်စားနေတဲ့နေအိမ်များဖြစ်တယ်လို့သိရပါဗျ။လေကောင်းလမ်းခွဲမှာနေအိမ်၁၀လုံးကျော်ရှိပြီးတော့ခလာရနေခွန်၄ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကနေအိမ်၅လုံးကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ဩဂတ်စ်လ၂၂ရက်နေ့ကလည်းမင်းတပ်မျိုးအနောက်ရက်ကွက် ကွက်စိတ်လေးမှာရှိတယ်လူနေအိမ်6လုံးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်မင်းတမျိုးပေါ်မှာရှိတယ်စစ်ကောင်စီတပ်သားများဟာနေအိမ်များကိုမိရှုဖျက်ဆီးခဲ့တဲ့အပြင်မြို့ကန်အချို့ကိုပါဖမ်းဆီးမှုများကိုလည်းလုံဆောင်ခဲ့တယ်လို့သိရပါတယ်မင်းတမျိုးပေါ်ကအသက်40ဝန်းကျင်အမျိုးသား3ဦးကိုစက်တမလ10ရက်နေ့မွန်းလွဲပိုင်းလောက်ကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကခလိုက်ရနှိတ်ခွန်၄တရင်းနဲ့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတော့ပြန်လည်လွတ်မြောက်လာခြင်းရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်မင်းတမျိုးနယ်ကိုလည်းစစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေပြီးတော့မြို့ပေါ်မှာရှိတဲ့စစ်တပ်ကိုလည်းခရယံရိတ်ခါများဖြည့်ဆည်းမှုတွေရှိနေတယ်လို့သိရပါဗျ။မင်းတပ်မြို့နယ်ကိုစက်ပမာလာအတွင်းမှာလေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့ပြီးတော့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တချို့နဲ့တဘာဝပတ်ဝန်းကျင်များပျက်စီးဆုံးရှုံးမှုတွေလည်းရှိတယ်လို့သိရပါဗျ။မင်းတပ်မြို့တိုက်နယ်တုံးကိုစစ်ကောင်စီကစက်ပမာလာ၉ရက်နေ့မနက်၆နာရီကျော်မှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ တိုက်နယ်နှစ်မှာရှိတဲ့ခြေရွာတရွာအနီးကိုလည်းစက်တမလာ9ရက်နေ့မနေ့3:40မိနစ်ခန့်မှာအချမ်းဘတ်စေကောင်းစီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စက်တမလာ6ရက်နေ့မနေ့ပိုင်းမှာမင်းတပ်မြို့နယ်တိုက်နယ်၄ဘက်ကခြေရွာတရွာကိုလည်းအချမ်းဘတ်စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီးတော့စက်တမလာ၄ရက်နေ့မှာမင်းတပ်မြို့နယ်အနောက်ချမ်း6မိုင်ခွန်းကိုအချမ်းဘတ်စေကောင်းစီကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အချမ်းဘတ်စေကောင်းစီကမင်းတပ်မြို့ပေါ်မှာရှိတဲ့တိုက်ရင်များကိုတလတခါလေကြောင်းကနေပြီးတော့ရိတ်ခါချပေးမှုများလှုပ်ဆောင်ခဲ့ပြီးတော့ August လ လကုန်ပိုင်းနဲ့စက်တဘာလဆန်း9ရက်အတွင်းမှာအ ਨੇ စုံခဲရန်ရိတ်ခါ၄ချိန်ချပေးထားခဲ့တယ်လို့သိရပါဗျ။ဩဂတ်လ28ရက်နေ့31ရက်နေ့နဲ့စက်တဘာလ3ရက်နေ့တို့မှာလည်းစစ်ကောင်စီက112ကုန်တင်လေရင်နဲ့ခဲရန်မီးကြောင့်စစ်လိတ်စားတောက်ကုန်ရိတ်ခါများကိုချပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စက်တင်ဘာလ15ရက်နေ့မနက်ပိုင်းကစပြီးတော့မန္တလေးတိုင်းပြင်းလွင်မြို့မှာရက်ွက်တစ်ခုစီကနေပြီးတော့လူဆယ်ဦးစီစစ်မှုမထမ်းမနေရစနစ်နဲ့စစ်ကောင်စီကလိုက်လံဖမ်းဆီးပြီးတော့စုဆောင်းနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ရက်ွက်တစ်ခုကနေပြီးတော့ဆယ်ယောက်စီဖမ်းတာကြားတယ်သူတို့ကနေအိမ်တွေထဲကိုဝင်ဖမ်းတာရက်ွက်တစ်ခုမှာ နေရကွက်ကြလိုက်ပြီးဖမ်းနေတော့လူတွေကမသိကြတာများတယ်စက်တမလ15ရက်နေ့မနက်သတင်းသိတဲ့လူငယ်အများစုကတော့တခြားမျိုးကိုထွက်ခွာသွားကြပြီလို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့ပြည်ဦးလွယ်ဒေသခံတဦးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ